စစ်ကောင်စီပြန်လည်ထိန်းချုပ်ထားတဲ့လာရှုမြို့အာထကတက်ကဆီယမ်မတချို့ဟာသူတို့ရဲ့အတန်းကျူရှင်တွေမှာចောင်းသားចောင်းသူတွေမတက်မနေရလို့ဆိုပြီးအတင်းကျပ်တက်ခိုင်းနေတယ်လို့ကလေးမိဘတွေစီကတီးရပါတယ်။လာရှုမြို့အာထကတက်ကជីတန်းဆီယမ်မဒေါ်နန်းွယ်ထွန်းကအတန်းဝင်လာပြီဆိုတာနဲ့အစမတင်ပဲအတန်းသားကလေးတွေကို တလကျက်၈တောင်းနဲ့ကျရှင်တက်ဖို့တယောက်ချင်းနဲ့မအတိအကျနဲ့ခေါ်ကငွေကောက်ခံနေတာကြောင့်မိဘနဲ့ကလေးတွေအခက်တွေ့နေရတယ်လို့မိဘတွေကပြောပါတယ်။အလားတူ G7 အတန်းကဆရာမဒေါ်မြင့်မြင့်တန်းကလည်းကလေးတွေကိုစမဝဲနဲ့ချိန်ချောက်ပြီးမိဘတွေအထိဖုန်းဆက်ကကျရှင်ထားဖို့ပြောနေတာကြောင့်မိဘတွေဟာကလေးတွေကျရှင်မတက်ရင်စမဝဲဖြေခွင့်မရမှာစမေးပွဲမအောင်ပါကိုစိုးရိမ်နေတယ်လို့သိရပါတယ်။ကျောင်းဖွင့်ကစားကာလာပဲရှိသေးပေမဲ့ ်ခုနှစ်တန်းဆီယာမတူကနီးမျိုးမျိုးနဲ့အချိန်ပိုအတင်းတက်ခိုင်းပြီးကျူရှင်ကြတော့လဲကိုတက်ချင်တဲ့နေရာကိုထားလို့မရပဲသူစုံစမ်းလို့သိရရင်မလွယ်ဘူးလို့ဆိုပြီးချင်းချောင်နေတယ်လို့ဆိုပါတယ်ဒါအပြင်အတန်းချိန်မှာစာမတင်တာအချိန်ပိုင်းဆီယာနဲ့ပုံနှိပ်စာအုပ်မလောက်ငှားတာစာတင်ဆောင်နေရိုးရင်းပျက်စီးနေတာနဲ့တင်ထောက်ကိုပျက်စီးမပြေဆုံးတာတွေကြောင့်ကလေးတွေလာရှုံမြေမှာပညာသင်ကြားရတာအဆင်မပြေဘူးလို့မိဘတွေကပြောပါရယ် နာရှိုးမြို့မှာအခြေခံပညာကျောင်းပေါင်း42ကျောင်းကို2025-2026ပညာသင်နှစ်အတွက်ဇွန်လ2ရက်နေ့ကပြန်လည်ဖွင့်လှစ်ခဲ့ပြီးကျောင်းသားကျောင်းသူ19250ဦးတက်ရောက်သင်ကြားနေတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။